မင်းစင်းမှားတဲ့လိန်နယ်ဆိုပြီးအာနာသိမ်းခဲ့တဲ့စစ်တပ်ကလှုပ်ဖို့ကြိုးပမ်းနေတဲ့အတူရောင်ရွေးကောက်ပွဲအတွက် ERI တိုင်းကမြို့နယ်အသီးသီးမှာဒုတိယကြိမ်မင်းစင်းတွေကတ်ထားကြေညာထားပြီးဖြစ်ပါတယ်လာမယ့်ဒီဇင်ဘာလ28ရက်မှာပြုလုပ်မယ့်မြို့နယ်တရနှစ်ခုမှာနိုဝင်ဘာလ21ရက်ကနေစလို့ပြမအကြိမ်မှာခဲ့တဲ့စီးရင်တွေကိုပြင်ဆင်ပြီးဒုတိယအကြိမ်ဖြင့်ကြေညာထားတာပါ။ ်ဒါပေမဲ့စစ်ကော်မရှင်စိုးမိုးတဲ့ ERI တိုင်းကမြို့နယ်အများစုကမဲဆင်းအမြောက်အများကတော့အမှားယွင်းနေဖြစ်နေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်ဒါပြင်စစ်တပ်ကြမ်းခိုင်ရေးပါတီအပါအဝင်ဝင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေနဲ့ဆက်ဆက်သူတွေကလွဲပြီးတာမန်ပြည်သူတွေကတွားရောက်ကြည့်ရှုသူမရှိတလောက်နေပါနေတယ်လို့ဆိုပါတယ်စစ်ကော်မရှင်လောက်ခံတွေကတော့မဲယုံကိုသွားပြီးမဲစင်းသွားရောက်ကြည့်ရှုကြဖို့တကြောကြောအော်ခေါ်နေတယ်လို့ဒေတာခံတွေကပြောပါတယ်။ဘယ်နဲ့ပတ်သက်လို့ကတော့သူ ဧရာဝတီတိုင်းမှာကိုရှိကိုဆိုပြီးတော့၃ညခွဲရွေးမယ်လို့ပြောတာပဲအခုလောလောဆယ်ကတော့အင်္ဂဘူမျိုးနယ်ရဲ့၄မြင်နာရဲ့ဒီဘက်ကရေကြီးမျိုးနယ်ရဲ့မပါဘူးအရာရီကနောက်တစ်ပတ်ကျမှအခုလောလောဆယ်ကတော့တက္ကသူဝင်ကျောင်းသားတွေကိုကျူတင်မဲ့တွေထည့်နေရပြီအေးအဲ့မှာဘာဒီနဲ့ဘာဒီစီယုံကြီးတွေကတော့ ကျန်းခံရေးဘက်ကတော်တော်လေးလှုပ်ရှားနေတယ်။ထဲထဲဝင်ဝင်ရတော့ဒီချာမသိရဘူး။နေသိရင်ဒီကွာမှုရှိနေတယ်ဆိုတဲ့အကြောင်းကတော့ကုသတန်တန်တော့ကြားရတယ်။အတူရောင်ရွေးကောက်ပွဲစတင်ကျင်းပမဲ့ဒီဇင်ဘာလ28ရက်မှာအသက်16နှစ်ပြည့်တဲ့ចောင်းသားចောင်းသူတွေကိုလည်းနိုဝင်ဘာလ18ရက်နေ့ကနေ21ရက်အတွင်းကြိုတင်မဲလာပေးကြဖို့စစ်ကော်မရှင်လက်အောက်ခံတွေကနှိုးဆော်နေပါတယ်။ တဖက်မှာလည်းတက္ကသိုလ်ကျောင်းသားတွေဘက်ကကြိုတင်ပဲပေးထားတဲ့အထောက်အထားမရှိရင်ကျောင်းအပ်လက်မခံဘူးဆိုတဲ့ဖိအားပေးချိန်ချောက်တာတွေလည်းကျောင်းသားတွေခံနေရတယ်လို့သိရပါဗျ။ဒါကြောင့်ចောင်းသား3000နီးပါးကြိုတင်မဲ့ပေးထားတဲ့ဆိုပြီးစစ်ကော်မရှင်လောက်ခံရွေးကောက်ပွဲကော်မရှင်ကပြီးခဲ့တဲ့ရက်ပိုင်းကကြေညာထားပါတယ်။ပရမအချိန်မဲ့စီရင်ကိုပြီးခဲ့တဲ့စက်တင်ဘာလ30ရက်နေ့ကနေအောက်တိုဘာလ13ရက်နေ့အထိကတ်ထားမယ်လို့ကနအူးထုတ်ပြန်ခဲ့ပေမဲ့နောက်ထပ်တစ်ပတ်ရက်ထပ်တိုးပြီးအောက်တိုဘာလ20ရက်အထိကြေညာခဲ့ပါတယ်။ အဲ့ဒီတုန်းကတေဆုံးပြီးသားသူတွေပြောင်းရွှေ့သွားသူတွေအပြင်မှာတကယ်မရှိသူတွေစတဲ့အမှားရုံများစွာပါဝင်နေခဲ့တာကြောင့်ဝေဖန်မှုတွေရှိနေခဲ့တာပါဒါကိုကြံ့ခိုင်ရေးပါတီရဲ့နေပြည်တော်ဥက္ကဋ္ဌဘူးလတ်လှဆွေလိုစစ်တပ်အမကန်စုသူတွေကလည်းဝန်ခံထားပါဗျ။ဒီမှာတော့မတော်စီမှာတော့လောလောဆယ်ကထွေလို့မရှိဘူးသူတို့ရေကွယ်လို့ဆိုင်မင်းညာကြီးဒါပေမဲ့အဲ့ဒီမဲစင်းကိုလည်းဘလူးမလာမကြည့်တဲ့အတွက်ဟိုဒုတိယအကြိမ်ထပ်ပြီးတော့မဲစင်းကြည့်ဖို့တော့စောနေရပါတော့20 ်နောက်လာလေးရက်နေပြီဟိုပေါ့နော်အိမ်တော်သူတန်းကမက်ဆင်းလာကြည့်ရမယ်အဲအဲ့လိုမျိုးတွေတော့ပြောကြတာပဲကြည့်ရညီမကြီးအဲ့တော့မားတို့လည်းလုံးဝမသိဆိုတော့မားတို့ကလည်းရွေးကောက်ပွဲကိုစိတ်ဝင်စားတဲ့အတွက်မားတို့ကပတ်ဝန်းကျင်ပြည်သူတွေလည်းသွားကြည့်ကြလည်းမတွေ့ဘူးသွားတာလည်းမတွေ့ဘူးဘယ်ရွေးကောက်ပွဲဘယ်နေ့လုံမှန်မှန်အောင်မသိတော့မားတို့လည်းမှမမှန်မှန်အောင်မှမမသိပါဘူးညီမကြီးအတူအောင်ရွေးကောက်ပွဲအပိုင်းတင်မှာကျင်းပဖို့ ARI တိုင်းတွေကကြုံပြောပသိမ်မအူပင်မြောင်းမြကြံခင်ညံ့အောင် လက်ပတာနဲ့ဟင်္သာမြို့နယ်တွေပါဝင်ပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့က ARR တိုင်းမအူပင်မြို့ကိုစစ်ကောင်းဆောင်မရောက်လိုင်းလာရောက်ခဲ့ပြီးသူ့ဩဇာခံတွေနဲ့အတူမြို့မီမြို့ဖဆိုသူတွေနဲ့တွေ့ဆုံချိန်မှာရွေးကောက်ပွဲမှာဆန္ဒမဲပေးခြင်းမပေးခြင်းဟာမဲဆန္ဒရှင်ပြည်သူတွေရဲ့ဆန္ဒတာဖြစ်တယ်လို့ပြောကြားသွားပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကအပြတ်အသတ်နိုင်ရခဲ့တဲ့2020ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးမှုတွေရှိခဲ့တယ်လို့ဆွဆွဲပြီးစစ်တပ်ကအစိုးရတစ်စတင်မှုလွတ်တော်တစ်စတင်ခေါ်ယူခြင်းပါမဲ့2021 February 10ရက်နေ့မှာပဲအာဏာသိမ်းခဲ့တာပဲဖြစ်ပါတယ်။